မင်းရဲ့ရွှေနှစ်ပိတ်တာရှိသေးတယ်။ဒီနေ့ရွှေနှစ်ပိတ်တာပေးလာတာ။ဟင်းမရရွှေနှစ်ပိတ်တာပေးလာတာ။ဟင်းမရရိုးတဲ့ဖွာကြီးလေ။အဲ့ဒီကအကုန်လုံးပါနေရပြီပေါ့။သူ့ပါမိမိသူကကောင်းမဲ့ခါမသိဘူး။တိလည်းသူကမသိဘူး။ဒါမျိုးပဲပြောရဆော။အာလည်းအာနေတယ်။စာလည်းမတက်ဘူး။အဲ့လိုမျိုးသမီးတယောက်။အဲ့ဒီအိမ်မှာအင်ပေါ်လုပ်နေတဲ့ဖွာကြီးတယောက်။ကိုကရောမိကိုတတလုံးသစ္စာရှိရှိချစ်နိုင်မှာ။တတလုံးချစ်သွားပါမယ်လို့ကိုခရီးပြပါ။ဟန်လေး ိုယုံအယမ်းချက်ပရိအနေလေးမှာပဲစကားပြောတာပါလားမင်းမကြီးလည်းလုတ်တော့လုတ်ပါတယ်ခတ်တယ်ဆိုမဲ့လည်းမကြီးတို့ကတော့ခတ်တဲ့ဟာလေးလည်းမကြီးလည်းလုတ်ရတာပေါ့ခွေးစိုးတကောင်ဘလောက်ပဲလိမ်မအောင်တင်တင်ခွေးလိမ်မတကောင်ဘာမှဖြစ်မလားကစားစားရဲဟောစိတ်ဝင်စားဖို့ကောင်းတယ်။ तू ကလျှို့ဝှက်ချက်တစ်ခုရှိတယ်ပေါ့နော်။အဲ့လျှို့ဝှက်ချက်ကတော့ကကားကြီးမှပဲတပီးတော့ ဟိုစဉ်းစားပေါ့အဲ့လိုအချက်ကိုခေါ်နေတာအဲ့ဒါဒီကဖွက်ထားတယ်အဲ့ဖွက်ထားတဲ့နက်ကိုလိုက်နေတာဒါပေမဲ့ဇလန်တွဲလေး loose wood တုပ်ရဲ့ထုံးစံတိုင်းကသူကဇက်ပြီးမှပဲဒါကတော့တိတာပေါ့ဒီရလေးကိုဒီ wood လေးကိုဖတ်ပြီးရဲ့အချိန်ကျတော့ခန့်ဘယ်နေရာနေရမလဲလို့ဘာကြီးကမေးရလေအာလူရလည်းအများကြီးဆိုကိုခန့်ရွေးပေးတဲ့နေရာပဲနေမယ်ဆိုကိုခန့်ဒေါ်လေးတင်နေရာနေပါလားလို့ဆိုဒါတယ်လို့ ဲ့ဒီ character တော့တကယ်လည်းမိုင်းလည်းမလုပ်ဘူးသေးပါဘူး။အာလည်းအာနေတယ်၊စာလည်းမတက်ဘူး။အဲ့လိုမျိုးသမီးတယောက်ပေါ့။အဲ့ဒီအိမ်မှာအင်ပေါ်လုပ်နေတဲ့အဖွားကြီးတယောက်ပေါ့။အဆင်ပြေပါလေ။မိုင်းလည်းမလုပ်ဘူးသေးရတဲ့ character လေးတော့တက်တောင်တက်တာပဲ။မိုင်းတော့စနေသေးတယ်။ဟဲ့လို့အခုစကားမပြောတတ်တဲ့ character လောက်ရပြီးငါပြီးကိုမဝင်တဲ့ character ပဲကျန်တော့တယ်လို့။ခလေးတွေကလည်းပြောမဲ့တာပြောတာ။မိုင်းအဲ့ခလေးတွေနဲ့ကလည်းအကုန်လုံးကိုမိုင်းမသိဘူး။ ကိုခုမှတွေးတဲ့ကလေးတွေလည်းအများကြီးပါတယ်ပေါ့နော်အဲကလေးတွေနဲ့ဒီကြွယ်ဖက်တိ ਉ ဆောင်ရတာဖြစ်တဲ့အတွက်မိုင်းလေတတ်နိုင်ရင်ဆိုသူတို့နဲ့လိုက်ရောင်းကြည့်ဖြစ်ဖြစ်အောင်မိုင်းကြွယ်ဖက်တိ ਉ ဆောင်ထားပါတယ်အဆင်ပြေပါလေဒါကကလေးတွေလည်းကိုယ်ကိုတတ်ပါတယ်ပြင်းမှန်းတော့ဘောသူခုခါကြည့်လိုက်ပြင်းမှန်းအခုခါမှရိုက်လိုက်ရအင်ကြီးဒီလေးကဟဲ့ငါသာသူ့နေရာမှာဆိုယူတော့မှာပဲလို့။ဘာလို့ဆိုအကုန်လုံးလည်းပြောရပြီးတော့သူ့အတွက်လည်းဝတ်စားလဲရဝတ်စားလဲရဆိုတဲ့နေရာမှာလည်းဝတ်စားတွေက ။ဘာကြီးလဲဒီဘက်ကလို T-shirt လေးကောက်ဖို့လဲ sport shirt အင်းကြီးလေးကောက်ဖို့လိုက်လို့မရဘူး။အော်ဘုဘကိကအပေါ်ကြာဆိုတော့အဲ့ဒါနဲ့လိုင်ရောညထွေဖြစ်အောင်သူခမများလည်းတော်တော်ပြင်ပြမှန်မှန်လုပ်လို့ရတာဒါပေမဲ့မိုင်းရလေအဲ့ကားရဲ့တို့ကဘာလို့အဆင်ပြေလဲဆိုတော့မိုင်းတို့အိမ်နဲ့နီးတယ်ရိုက်ကွင်းရမိုင်းတို့လမ်းထဲမှာပဲရိုက်တာဆိုတော့ရမ်းအဆင်ပြေသွားကိုယ့်အိမ်ကနေဆိုအဲ လောကျော်မောင်းကတမနစ်ပေါ့တလန်းနဲ့ဆိုအဲ့မိုက်ရရှုတင်မင်းမိုးလေးစပေးအောင်လာကြခုခါတော့အဲ့ဒီအော်ဟဲ့မဆိုးရကျွန်တော်ထားတော့ကြည့်ရတယ်မင်းဆိုရှစ်လိုက်ဆိုအစိုးရဟုတ်တယ်ဆိုဘာမှမလုပ်စရာမှမလိုတာမိကလည်းဒီစရာတိတ်မလိုဘူးအဲအပြီးတော့စကားလည်းသိပြောစက်ပြောမိုးလေးအဲ့ပါရှစ်ပါထိုင်ပြီးတော့ပြီးရင်ချမင်းစားရင်အိမ်ပြန်ပြီးချမင်းစားတယ်ညင်ပြန်လာတယ်အဲ့နည်းပဲကားပြီးသွားတာပါမိုင်းနဲ့ကိုခန့်နဲ့အဲ့လိုတိုင်ပြဖြစ်တယ်ဝတ္ထုတအုပ်တွေ့ရဆိုကိုခန့်ရင်ဒါလေးတော့ရရင်ကောင်းမလား ဆိုကုခန်ကလည်းအဲ့လိုစောက်တယ်မဆွေဒါလေးကတော့ဘယ်လိုလုပ်ရင်ကောင်းမလဲအနည်းငယ်တိုင်မဖြစ်တယ်ကုခန်စာရန်ဖတ်တယ်လေစာရန်ဖတ်တဲ့လူဆိုတော့တွားလဲဟိုသူ့လို support တဲ့လူစီကအကြံဉာဏ်လေးသူတောင်းတာပေါ့နော်အခါကျတော့မကြီးကလည်းဒါလေးဖတ်ပြီးကောင်းနေပြီတော့ဒါလေးကတော့ဇလန်တွဲလေးလုပ်တဲ့ဒါလေးကတော့ပြန်ရိပ်တင်နေဒါလေးကတော့ရွှေရှင်ကားကြီးဆိုတော့အဲ့စောက်ကလေးကိုကုခန်ပေးတော့စောက်ကလေးကလေးဆောက်ရွက်တိုင်းဆောက်ရွက်တဲ့ဆွေးမီ ေနေတယ်အဲ့ဒါကိုခန့် plastic အိတ်ဟိုဟာလေးနဲ့ zip lock အိတ်ကလေးနဲ့တေးချထည့်ပြီးဆိုအဲ့ဒါဖပါကိုခုမလေးအိတ်ဖုံဖုံဝါးဝါးကိုလေမနေကိုတရွဲ့ချင်းချင်းပြဲကုန်ပါဆိုလို့အဲ့လိုလေးတေးတေးချာချာဖတ်ခဲ့ပါဆောက်ကလေးကတော်တော်လေးကိုခေါင်းနေတဲ့ဆောက်ကလေးဆိုခုခန့်ပိနေတယ်အဲ့လေဖတ်ပြီးတော့ခန့်မကြီးရတော့ဘယ်လိုစဉ်းစားလဲဆိုတော့ကားကားရေးမဆိုဒီကားကိုပေးတဲ့ကစိတ်ဝင်စားနိုင်လားပေးတဲ့လက်ခံနိုင်တဲ့ကားမျိုးလားပြင်းစရာကောင်းပါလားလူရှင်တွေ့လားဇာလန်းတွေ့လား အဲ့လိုမျိုးတွေဘာလို့ထည့်စဉ်းစားရပါတော့နော်အခုခါဆာလန်တွေရိုက်ချင်နေဆိုတော့ဒါဆာလန်တွေဆိုရင်တော့ဒါလေးကကောင်းတယ်ဟုတ်ရှင်တွေ့ဆိုရင်တော့တမျိုးဖြစ်ကောင်းဖြစ်မယ်ဟိုအကုန်လုံးခြုံပြစ်လိုက်ရတာမျိုးဖြစ်တဲ့အတွက်ဆိုတော့အဲ့ဒါခုခါရတယ်ကောင်းတယ်ဆိုပြီးတော့ကောင်းတယ်ဖော်ပြသွားတာပါအဲ့မှာသူရှမ်းပြည်ဘက်ပေါ့ရှမ်းပြည်ပင်တယဘက်မှာရိုက်တာပေါ့အဲ့ဒီဒေတာနဲ့ရိုက်မှာတော့အဲ့ရှမ်းပြည်ကရှမ်းပြည်မှာရှိတဲ့အဲ့အိမ်ကြီးတဲ့အိမ်မှာဖြစ်နေတဲ့အကြောင်းအရာတွေပေါ့ ကဇက်ဆန်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။သူကလျှို့ဝှက်ချက်တစ်ခုရှိတယ်ပေါ့နော်။အဲ့လျှို့ဝှက်ချက်ကတော့ကားကြည့်မှပဲတပီးတော့ဟိုစဉ်းစားပေါ့။အဲ့လျှို့ဝှက်ချက်ကိုခေါ်နေတာ။အဲ့ဒါဒီကဖွက်ထားတယ်။အဲ့ဖွက်ထားတဲ့နောက်ကိုလိုက်နေတာ။ဒါပေမဲ့ဇလန်းတွဲလေးရုပ်ဝတ်ထုတအုပ်ရဲ့ထုံးစံတိုင်းကသူကဇက်ပြီးမှပဲဒါကတော့တိတာပေါ့။လောက်ရပါဒါပေမဲ့အဲ့လိုတုံ့နှိပါဘူးပေါ့။ဒီမှာဘာပြောပြောသူကမသိတယ်လို့ပဲသူနေရပေါ့။အမှန်တကယ်တော့လေဒီအကြီးတိတ်လို့အကြောင်းအရာသူသိနေတာပေါ့။ အများကြီးတော့မလို့ရပါဘူး။ဘာကြောင့်လဲဆိုတော့မကြီးကရိုးတဲ့ဖွားကြီးလေဟိုနေရာကအကုန်လုံးပါနေရမျိုးပေါ့။သူ့ပါမိမိသူကခေါင်းဘွက်ခါတာမသိဘူး။သိလဲသူကမသိဘူး။ဒါမျိုးပဲပြောရဆိုအင်းဒီလေးတစ်ခုပဲမအန်ဒီလေးတစ်ခုပဲပေါ့။ပရိအန်ဒီလေးမှပဲစကားပြောတာပါလား။ဒါပေမဲ့မကြီးလည်းလုတ်တော့လုတ်ပါတယ်။ခတ်တယ်ဆိုရင်လည်းမကြီးတို့တော့ကတော့ခတ်တဲ့ဟာလေးလည်းမကြီးလည်းလုတ်ရတာပါ။ ကဆရာကြီးရဲ့ဝတ္ထုကိုရေးရတာဆိုသူ့အနေနဲ့လည်းတာဝန်ကြီးမှာပါဒါပေမဲ့မိုင်းကြီးကြည့်ရတာတော့ကောင်းပါတယ်သူကလည်းသူ့သူပြောသလိုပေါ့အဲ့ဒီဘက်ကကခေါ်ဝေါ်လေးတွေအုံလုံးလေးနဲ့သူပြောခဲ့တာဆိုတော့စဉ်းပြေပါတော့မိုင်းကတော့ဝတ္ထုဖတ်လိုက်တာဝတ္ထုဖတ်လိုက်တော့ဝတ္ထုထဲမှာဒီလိုဒီလိုဒီလိုဆိုရဲဒီကကြာရင်မိုင်းကအဲ့တိုင်းပဲသွားမှာပဲလေဒါစညင်းကတော့အဲ့ဒါကိုစင့်ပွားပြီးသူကပြောတာပေါ့အဲ့တော့အဲ့ဒီဟာလေးကိုပဲမိုင်းတို့စူးစမ်းပြီးပြုတ်ဆောင်လိုက်တာဆိုတော့ဒါကတော့ဇညုံဝတ္ထုနဲ့ဇညုံမှာ အများကြီးမူတည်ပါတယ်မိုင်းတို့ကောင်းတယ်မကောင်းဘူးဆိုတာဘုသူကောင်းရင်စံညုတ်ကောင်းရင်မိုင်းတို့လည်းကောင်းလာမှာပါဖြစ်ပါတယ်အဲ့တော့အဲ့လာတွေကတော့နောက်ရိုက်ဖြစ်မှာပဲပြောကြတော့ပြောဆောပါတယ်အဲ့တော့ဒါလေးကမနေ့ပြန်ဆက်ပြီးတော့ မောင်မြတာလေးကပြတော့ပါပါအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပေးတဲ့တီအားလုံးလည်းမောင်မြတာလေးကိုကြည့်ရှုအားပေးပါဦးလို့မိုင်းရဲ့ဒီညနေဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်